အလုံးဝဲမင်္ဂလာပါ2025ခုနှစ်ဩဂတ်လအတွင်းကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တည်င်းများနဲ့အတူအခြားတည်င်းများကိုကျမတို့ Launchy Page မှာကျမ Stay မှာအချင်းချုပ်ပြန်ဆက်သွားမှာဖြစ်ပါတယ်။ဒေတာတွင်တည်င်းဖော်ပြချက်များအရ2025ခုနှစ်ဩဂတ်လအတွင်းကချင်ပြည်နယ်ဖက္ကံမိုးညင်းဝိုင်းမော်ပမော်မြို့နယ်များတွင်စစ်ကော်မရှင်နှင့်ပြည်သူ့စစ်ပူးပေါင်းတပ်များနဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲပေါင်း45ကြိမ်အထက်ဖြစ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်စခန်းသိမ်းပိုက်တာတွေလည်းရှိခဲ့ပါတယ်။အဆိုပါဩဂတ်စ်လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်စစ်ကော်မရှင်နဲ့လေရင်ဒရုန်းလက်နက်ကြီးများအပြင်မြေမြုပ်မှန်းနှင့်အကြောင်းမဲ့တပ်ဖြတ်ခံရမှုများကြောင်းတလအတွင်းကလင်းငယ်အပါဝင်ဒေသခံအရက်သားပြည်သူ35ဦးအထက်ထိခိုက်ဒေဆုံးမှုရှိခဲ့က58ဦးအထက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အယတပီတူများဤနေအင်အဆောက်အုံစတင်ကြောင်းဖျားကြောင်းကံများစွာဖျက်ဆီးခဲ့တယ်လို့စစ်ဘေးရှောင်ပီတူပုံမူများပြလာခဲ့ပါတယ်။ထို့ပြင်စစ်ကော်မရှင်နဲ့ပီတူစစ်အပေါင်းပါများကမြို့နယ်တချို့မှာလူငယ်များကိုအကြောင်းမဲ့လိုက်လံဖမ်းဆီးမှုမတရားစစ်မှုထမ်းခိုင်းခြင်းများပြုလုပ်ခဲ့တယ်လို့အမိမတိအဖွဲ့အစည်းများမှကိုပိုင်ကြောင်းများတွင်ချင်းချောက်ငွေညစ်တဲ့အပြင်ဘုံဖောက်ခွဲမှုများလည်းရှိခဲ့ပါတယ်။လောင်စင်မြို့နယ်တွင် KIA တပ်ရင်းမှုအဖွဲ့မှ အမျိုးသမီးတဦးကိုရိုက်နှက်မှုဖြစ်ခဲ့ပါတယ်။ကဲအိုထိန်းချုပ်နေမီလိုက်စာမျိုးတွင်တောင်ကျချောင်းရေချောင်းရေကြီးရေရှမ်းမှုနှစ်ကြိမ်ဖြစ်ခဲ့သဖြင့်ကာလကြာ6ရက်ပြည်သူနေအိမ်အပါအဝင်လူနေအိမ်ပေါင်း130ကျော်ထိခိုက်ဖြစ်စီခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ပါတယ်။ NUG ချင်းညီနောင်စီပီရော့တပ်အပါအဝင် အခြားတော်လှန်ရေးအဖွဲ့များနဲ့ KIO KIA ဒူဥက္ကဋ္ဌဗိုလ်ချုပ်ကွန်ဘော်တို့တွေ့ဆုံခဲ့ပြီးတော်လှန်ရေးကိုဗျူဟာတက်ကြပူပေါင်းဆောင်ရွက်ရန်နဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုဆွေးနွေးခဲ့ကြပါတယ်ထို့ပြင်မဟာမိတ်အာဇာနည်မိသားစုများကိုဖေးမကူညီကြရန်နဲ့နိုင်ငံရေးစီရေးမုံတိုင်းဘလောက်ထန်ထန်မယိမ့်မယိုင်တော်လန်ရေးစိတ်ဓာတ်ခိုင်မြဲဖို့ရန်ဩဂတ်လ10ရက်ကချင်အာဇာနည်နေ့၌ KIO ဥက္ကဋ္ဌပြုခဲ့သလို စစ်အုပ်စုနဲ့ KIO ကြာငင်းချမ်းရေးဆွေးနွေးဖို့ကံလန်းတာမရှိခဲ့ကြောင်းဒုပိုချုပ်ကြီးကမှာသူဤလူမှုကွန်ရက်မှတစဉ်ရေးသားဖော်ပြခဲ့ပါတယ်စစ်ကော်မရှင်ဘက်မှရွေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာ28ရက်နေ့ကျင်းပသွားရန်ရက်အတိအကျထုတ်ဖော်ပြောဆိုလာခဲ့သလိုရွေးကောက်ပွဲကိုပထမပိုင်းအဖြစ်ခရိုင်မြို့ကြီးများတွင်စတင်ကျင်းပမည်ဖြစ်ပြီးရွေးကောက်ပွဲအပြီးစစ်တပ်ကနိုင်ငံရေးထက်ကာကွယ်ရေးကို လှုပ်ဆောင်သွားမယ်လို့စစ်ကော်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်ပြောခဲ့ပါတယ်။အဆိုပါရွေးကောက်ပွဲတွင်ပြူစိုးထင်းများနှင့်ပြည်သူစစ်များကိုလုံခြုံရေးအတွက်လက်နက်တပ်ဆင်အုံပြူသွားမည်ဖြစ်သလိုအဖြစ်အမောင့်ရှိပေမဲ့မဖြစ်ဖြစ်အောင်ရွေးကောက်ပွဲကျင်းပပြီးအစိုးရဖွဲ့နိုင်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်းစစ်ကော်မရှင်ဥက္ကဋ္ဌပြောခဲ့ပါတယ်။စစ်ကော်မရှင်အပိုင်း1ရွေးကောက်ပွဲကျင်းပမည်မြို့နယ်များတွင်ကချင်ပြည်နယ်က6မြို့နယ်ပါပေမဲ့ KIO KIA ထိန်းချုပ်နေမင်းများတဲ့မဲပုံးထောင်ခွင့်ပြုမှာမဟုတ်ဘူးလို့ပုံမူကြီးနော်ဘူးပြောခဲ့ပါတယ်။စစ်ကော်မရှင်အစိုးရကအမျိုးသမီးလက်ဆင့်တုံးအပါအဝင် အခြေခံစားတောက်ကုန်ပစ္စည်းရှစ်မျိုးကိုတည်ယူဖြတ်တန်းခွင့်ကန့်တက်ပိတ်ပင်ခဲ့တယ်လို့နိုင်ငံသားများဤပိုင်ဆိုင်မှုကိုမတရားမသိရန်နဲ့လွတ်လပ်မှုလုံခြုံမှုကိုကာကွယ်ပေးသည့်ပုံမအချို့ကိုရပ်ဆိုင်းခဲ့ပါတယ်။ဩဂတ်စ်လအတွင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကအမေရိကန်နဲ့ဆက်ဆံရေးရရှိရန် DCI lobby အဖွဲ့ကိုတနစ်လင်ဒေါ်လာ3တန်းဖြင့်ငှားခဲ့တယ်လို့မြေရှားတတူတူဖို့ရဲ့အတွက်အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံခဲ့တဲ့အပြင်ရှန်ဟိုင်းပူပေါင်းရေးဆောင်ရွက်ရေးအစည်းအဝေးနဲ့စီရေးပြအခမ်းအနံကိုတက်ရောက်ပြီးတရုတ်သမ္မတရှင်ကျင်းဖင်အပါဝင် အာနာရှင်ကောင်းဆောင်များနဲ့တွေ့ဆုံခဲ့ပါတယ်။ယခုတင်ပြသွားတဲ့တည်င်းအချက်လက်များကမေပင်တည်င်းအရေးမြင့်များမီဒီယာအဖွဲ့များ၏အစီရင်ခံချက်များအပေါ်အခြေခံပြီးပြုစု တင်ပြခဲ့တာဖြစ်ပါတယ်။တည်င်းနာစင်တော့လန်ဂျီပရိတ်သတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။